အားလုံးပဲမင်္ဂလာပါတသင်းသိန်းတော်အပိုင်း133ဂရီကိုတက်ခွတ်တဝက်နဲ့မင်းကခိုင်ငါးစစ်လောက်မှာသွားနေရယူပြောပြီးမှန်မြောင်းနဲ့ရန်သူစစ်ကြောင်းစီလှမ်းကြည့်သည်ဟေးဘာလို့သူတို့တောင်ကုန်းပေါ်တက်သွားရလဲကွာဂရီကိုကအကိုလို့သူစီမှာမှန်မြောင်းဆွဲယူပြီဟုတ်တယ်လေမှန်မြောင်းမပါပဲနေတော့မြင်နေရပဲပြောပြီးသူပါမှန်မြောင်းနဲ့လှမ်းကြည့်သည်ပြီးမှရှိလို့သွားပြီဟေးပါယုတ်တာဒီမှာလာကြည့်စမ်းပါယုတ်တာကညီလို့သူစီတိုးသွားသည်ဂရီကိုကမျက်ခုံးတွင် ီပုံစံတိုင်းဆိုရင်တိတ်ချင်နေမကောင်းဘူးရှိုးတွေကထွက်မှကောင်းမှတင်နေသူတို့ကတောင်ဆောင်ပေါ်စီယူပြီးပြည့်ရင်ဘယ်နဲ့လုံးလဲပိုင်ဥတော်ကဒေါသကြီးလက်ဝိပြပြီမင်းကလည်းဒိဗေမရှိဘလို့လုတ်ပြီးသူတို့ကတောင်ဆောင်ပေါ်လာနိုင်မှာလဲရှိုးဟာငါတို့အတွက် အကောင်းဆုံးနေရာပဲမပူနေငါ့မှာအရင်တစိတ်တစိတ်ရှိသေးတယ်ဘာမှပြဿနာမရှိဘူးအေးလေကြည်သေးတာပေါ့ဂရီကိုကပဝင်းရှင်ကိုဝေ့ကြည့်ပြီးသူ့တခွေစီပြန်လျှောက်သွားသည်အထက်အမင်းကိုခယူးမဆိုင်ပဲတတရက်စတဲ့ဘုံတက်ဖွဲ့များသည်ဟိုတစုတီစုရက်ခါကြီးစံလဲသူလူလဲဆေးလေးတောက်သူတော့ အားလုံးရေရေမောမောခရစ်စတိုနီယာကသူ့သမွေးအုပ်ထုကြောင့်အားလုံးထက်ကောင်းတလုံးပုံမြင့်နေသည်ပင်တာလီမွန်မီလက်ကော့ဤသုံးမြောက်အုပ်ထုနေကလေအဝေးကပင်မြင်နိုင်နေသည်သူတို့အများစုမှာတက်ကြီးရွယ်ဦးများနဲ့လူငယ်ကလေးများဖြစ်ကြသည်ရီလန်စကားရွာသားများကမိုင်ဝဲအလောက်ကွာတွင်လူစုနေကြသည်သူတို့တက်စုလေးစုပေါင်းလင်လူ၆ယောက်ခန့်ရှိသည်သို့တော်200လောက်ကမြင်းမရှိသည်ဖြင့်အလူမကျဖြစ်နေကြသည်တောင်ကူမူပေါ်မှာစပြစ်တော်အားလုံးငြိမ်သွားသည်သူတို့ပြည်သည့်ကြီးစံကရန်သူစီတို့များချုံပုတ်တီထဲမှာမိခိုးတွေမဲမောက်လာသည်သည့်သူတို့ပြစ်ကြ၏ ညဆောင်တရားတန်ချောင်းခောက်တယ်လို့သူတို့တရဆက်ပြစ်ကြတယ်။မိကိုတွေကမဲမောင်နေရပဲ။ဂျာမန်ကြီးစံနေနဲ့ထုလာတယ်နိ။ပရိုကိုဆိုက်ကိုကဂရီကိုကိုလှမ်းပြုတ်လိုက်ခြင်းဖြစ်သည်။ရူဘီစင်ရွာမှာကော့ဆက်ရဲဘော်တရားပိုင်ိုရက်စီတို့အပြေးရောက်လာသည်။ကျွန်တော်အကြံတစ်ခုရတယ်။ရဲဘော်မီလက်ကောမြစ်ဖက်ကိုတက်ခွက်တစ်ခွက်လွှတ်လိုက်မိ။မြေယိုးတစ်လျှောက်ကနေရွာစီရောက်အောင်သွားခိုင်းပြီးဒီကောင်တွေကိုနောက်ဖက်ကဝင်းစော်ခိုင်းလိုက်မိ။သူပြောသည့်အတိုင်းပိုင်ိုဒရာလက်ခံလိုက်သည်။ဂရီကိုရှိရသူဒုံဆိုင်သွားပြီးတွတ်တွတ်တွတ်မင်းပြလိုက်သည်။ မင်းတက်ခွဲကိုဒီနေရာမှာပြန်ဆုံသူတို့ကိုနောက်ကျောဘက်ကလှည့်ပြီးစောမယ်ဂရီကိုကသူ့လူတွေကိုမြင့်မွချက်ချင်းတက်ခိုင်းပြီးရွာဘက်သို့အမြန်ချီသည်ရွာဘက်မှပန်းသွားပြီးနောက်ဖက်ရောက်တော့နှစ်ချက်ပြစ်ကြည့်ပြန်သည်ဘာမှမတုံ့ပြန်အနီတွေကနေရာယူထားပြီးငြိမ်နေသည်တချီပြစ်ပြန်သည်စတနက်ကြည်တောင်းကမာတီရှမီအမြင်ကိုထိသွားသည်နောက်တကက်ထက်ဆွဲတွင်မြင်းနောက်ချက်တော်ကိုထက်မှန်ပြီးနှင်းတော်တွေဂျွံ့မြန်ကြသွားတော်သည်ပိုင်ဥဒရာကဆက်ကလေးအဖွဲကိုစပြစ်ဖို့အမိန်ပေးတော့နမေကျော်လက်ဖြောင့်တက်သားကလေးမဆင်ကတနက်သမားသုံးယောက်ရွေးပြီးစမှုရော်သည် သို့တော့အရင်တသားအချို့ကမကြမ်းကျင်သဖြင့်ကြီးစံနေချမ်းဖြစ်ကုန်တော့သည်ကော့ဆက်တွေနှင်းတော်ရဲတွင်ကတုတ်ချင်းတူးရင်တူးရင်မြေကြီးပေါ်သည့်ထိနှက်သွားသည်အနီရီဘက်မှတနက်တန်တွေတိတ်သွားသည်တကောင်နှင်းကြီးစံကုန်ပြီပိုင်အိုရာကနောက်ဖက်မှတောင်ကျောဘက်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်ရွာရဲသို့ဆက်သားနှစ်ယောက်လွတ်ပြီးအရွယ်ရောက်သူမှန်သမျှအကုန်ထွက်ဖို့ဆင့်ခေါ်ခိုင်းလိုက်သည်ရဲရလက်နဲ့ဆွဲထွက်ဖို့အမိန့်ပေးလိုက်သည်ပိုင်အိုရာကလူရင်အားပြဖို့စီစဉ်လိုက်ခြင်းဖြစ်သည်ဒီလူရင်အားကိုမြင်ရင်ဒီကောင်တွေဖြုံသွားလိမ့်မည်မကြာမီတောင်ကျောဘက်မှလူကြီးလှိမ့်စင်လာသည် သူတို့အနားရောက်တော့ယောက်သားတွေကတပြော့တပါးနောက်ဟေ့ပြောင်းဟင်နေသူတို့ကလည်းပြန်ပြီးရှုံဖောက်ကြသည်ဟဲဟိုမှာတောင်မောကကြောင့်တို့နေလိမ့်စင်လာသလားအောင်မရဟိဟာတရွာလုံးထွက်လာတာပါလားဟိမိမတွေရောပါတယ်ဟာလက်ပြက်လက်စီကလည်းနောက်သည်သူတို့ကိုမြင်လို့ဟိုကောင်းနေငြိမ်သွားတာဖြစ်မင်းဟိုကတစ်ချက်လောက်ပြစ်လိုက်ရင်တို့ရသားတွေစကတ်တွေပြင်ပြီးပြန်ပြေးကြမှာမြင်အောင်သေးတယ်ကွာမညီမညာလူရန်ကြီးရောက်လာပြီးသူတို့နေရာယူထားသည့်နောက်ပိုင်းတွင်ဆုလိုက်ကြသည်အနီးတစ်ဘက်မှာလုံးဝငြိမ်သွားပြီပိုင်ဦးထောင်ကဘျူဟာအစ်စ်ချပေးသည်စစ်ကြောင်းနှစ်ကြောင်းဖြစ်မည် ရီလင်စကကော့ဆက်တီကအနောက်ဖက်ကတက်ပြီးဂရီကိုကိုအားဖြည့်ရမည်။သူတို့ကိုမြင်းမီဆိုလျင်ဒုမြင့်ဖက်သူစုတ်သွားအောင်ဖိတိုက်ရမည်။စုံနေသည့်နီရီစီတို့ကော့ဆက်တီညင်းနေရာမှာပြန်ဆပစ်သည်။မိမတွေလူငယ်လေးတွေကပြင့်နေသည့်ကော့ဆက်များစီတို့အတင်းပြေးဝင်လာပြီးသူတို့ဘာလက်တက်ဆမ်းမိဟုဝိုင်းပြောကြသည်။သူတို့အထဲတွင်ဒါရီယာလည်းပါသည်။ပန်ဟူဒရာဒါရီယာလည်းပြစ်တက်တယ်။ပေးတနက်ပေးဒါရီယာကပိုင်ယိုဒါကပိုင်ကိုယူပြီးဒူးထောက်၏တနက်ကိုပခုံးနှင့်ထောက်ကခလုတ်ဆွဲလိုက်သည်။အရန်တသားများချမ်းလွန်လို့နှင်းတော်ရဲတွင်ခြောက်တိခုံစားခုံစားလှုပ်နေရသည်။ အမျိုးသမီးများ၏ပါပြင်တွေပြာနှံ့နေပြီသူတို့၏စကတ်ရည်တီနာတွင်နှင်းနေနေဆူရွှဲနေပြီအဖွားခရစ်ကာကိုဝိုင်းတွဲပြီးတောင်စောင်းမွန်တကြသည်သူတို့တိုက်ကပြီးခဲ့သည့်တိုက်ပွဲများအကြောင်းကိုစိတ်ပါလက်ပါဆက်မြုပ်ပြနေကြသည်ပြီးတော့ဒီနေ့တိုက်နေသည့်စစ်ပွဲများအကြောင်းနားကိုမနေတော့ပါဘူးအေးညီကိုအချင်းချင်းတိုက်အဖေနဲ့သားနဲ့တိုက်အမြောက်နဲ့အဝေးကြီးကလှန်ထူတယောက်နဲ့တယောက်မြင်ရလည်းမဟုတ်ဂရီကိုကတက်ခွက်တဝက်လောက်နဲ့ရန်သူကုံနေဆူပါတွေကိုဖျက်တိုက်သည်မြင်းနဲ့ကောင်နဲ့လက်နဲ့ဆူပါလေးစီရလိုက်သည်ရန်သူရှေ့ရောက်ကြသည် မိမိဘမှာမြင်းတကောင်နဲ့ရုပ်ပေါ်တရားကြီးရှက်မှန်သည်ဂရီယိုကဖမ်းမိသည့်လက်နဲ့ဆွတ်ဖားရည်နဲ့အားရနေတော်လေတာရက်စတောင်ပေါ်ဒေသဘက်မှာတိုက်ပွဲချီနေမှာအချိန်မလန့်ဖြစ်နေသည်တက်နေမြင်းတကောင်ခုနှစ်မိုင်ခီးကိုအပြင်းချီတက်လာပြီးတောင်စုံဘက်မှာဘွားကနေပေါ်လာကအလင့်ဝင်တိုင်းတော်သည်ရှူရဲရင်စကန်ချတာတော့ကော့ဆက်တွေမြင်းပေါ်ပြေးလွားခုန်တက်ကဒရောတော့ပါနေဖျို့ပြေးဖြစ်ပြီးစုတ်ပြရတော်သည်အချို့အလွတ်ရုံးနေတော်လေအချို့မလွတ်တော်ပင်သူတို့ကပဲအုံချလိုက်သလိုရှူရဲတို့ဝေါကနေလှိမ့်စင်လာခြင်းဖြစ်၍အထိနာခဲ့ကြသည် ပြစ်ခတ်တန်တွေရှူထဲမှထွက်လာတော့ပိုင်ယိုရာချီနေကိုတိလိုက်ပြီးအော်ဟစ်မိတ်မရောသည်ဟေ့လက်ဒီရှက်မြင်းပေါ်တဲခြေလင်းတန်းနဲ့ရှူဘက်ကိုအမြန်ဆုံးတက်သို့တော့သူကရန်ကမူမြင်းစီပြေဖို့နောက်ကျသွားပြီတန်နီလူငယ်မြင်းသက်သားနှစ်ယောက်ကသူ့စီသူစုံဝင်လာနေပြီသူဘာမျက်မလုံးနိုင်မီသူ့ပခုံးကိုဓာတ်နဲ့ပိုင်းချလိုက်သည်ကံကောင်းသဖြင့်ဒါကလွေဟာသည့် rival နဲ့ညီပြီးနောက်တစ်ချက်မခုတ်နိုင်တော့ဘဲလွတ်ကျသွားကတစ်ဖက်သူပြန်လဲထွက်သွားသည်လဲကြမသွားအောင်ဟန်ထားရင် နောက်ဖက်လဲကြည့်လိုက်တော့ကောဆက်တရာစင်အောင်သူ့စီပြေလာနေသည်ကိုတွေ့ရ၏ ဘူဒော့စကော့ကမျက်နှာဖြူဖြူအဖြစ်ကအထိတ်တလန့်အော့ပြောသည်ခံရပြီကျွန်တော်တို့ခံလိုက်ရပြီဘိုင်ယိုဒါကကိုကိုမက်ပြီရှိုးရဲကိုစင်ဟူပြောရင်သူတို့ကိုဥဆောင်ပြီးသူကရှိမှရိုင်းထိုးရိုက်ထိုးနေပြီတောင်ဆောင်ဘက်ကအော့ဟစ်တန်နေမြေခါတန်နေစုညံနေသည်လူငယ်တယောက်ကငိုပြီးပြောသည်အကိုကျွန်တော်တို့ဘာဆက်လုပ်ကြမလဲတည်ရတော့မှာလားသူတို့တက်ကြတော့မဲပြဖီယိုဒါကပြန်လဲပြီးမြစ်စိတ်ဘက်ကိုပြေးသည်သူနောက်တစ်ပြုံကြီးပြေးလိုက်တော့ကြသည်ပါဟူရာကအတာသည်ဟေ့မပြင်းနဲ့ရက် ငါပြစ်ထက်လိုက်မယ်နော်သူတို့ကြောက်ဆုံကြီးတစ်ခုအောက်တွင်စုပြီးဝင်နေလိုက်ကြသည်ဒီမှာပဲပုံနေရမယ်မဟုတ်ရင်လွတ်မှာမဟုတ်ဘူးဟိုဘက်တောင်ဆောင်မှာဒုလူတွေရှိနေမင်းစကော့ဆိုသည်ခြားဒိတ်ကအကြောက်လွန်နေပြီအောင်ငုံနေပြန်သဖြင့်ဘိုဒိုစကော့ကသူ့မျက်နှာကိုဖျက်ရိုက်ချလိုက်သည်ခြားဒိတ်နှာခေါင်းထဲမှာသူ့ရည်စီးကြလာသည်ဒီတော့မှသူအငုံတိတ်သွားသည်ပါရလမောင်ကိုဆုတ်ပြီးမာတင်ရှမီကမေးသည်သူတို့ကဘယ်လိုခုခံမလဲတို့မှကြီးစံနေတိတ်မရှိတော့ဘူးသူတို့ကလက်ပြပုံပြစ်ထက်လိုက်ဘယ်နဲ့လုံးလဲ ပောက်ရမျက်နှာပြောင်းနှံသွားသည်ဟေးငါစစ်စီရင်မူငါပြောတဲ့အတိုင်းလုပ်မလုပ်ရင်မင်းတို့ကငါအကုန်ပြစ်တတ်မယ်အားလုံးလက်ချပြီးဝင်နေပောက်ရကသူ့ကိုခေါင်းမုတ်ကိုပစ္စတိုနဲ့ဝှေ့ရမီပြောလိုက်သည်ဒီတော့မှဘိုဒေါစကောမာတီရှမီနဲ့နောက်နှစ်ယောက်တို့ရှူတစ်ဖက်သို့ပြေးကပ်ပြီးကြောက်ဆောင်အောင်တွင်လှည့်ချလိုက်ကြသည်သူတို့ဘဝမှာအထံတွေကြားနေရသည်ပောက်ရတူတူပြောသည်အဲ့ဒါသူတို့ပဲအပေါ်ကအော်တဲ့နေထွက်ပေါ်လာသည်ဟေးမင်းတို့ကောင်တွေထွက်ခဲ့ကြမင်းတို့ဘဲမှပြေးဖို့မရှိဘူးနောက်တစ်ယောက်အထံထွက်လာသည် ဒီမှာသူတို့ခြေရတယ်။ဟေးပောက်ဒါမီလက်ကောထွက်ခဲ့။ပောက်ဒါပြုတ်သွားသည်။ငါ့ကိုခင်းတဲ့အနီတယောက်ပဲငါတို့ရောက်သွားပဲဖြစ်ရမယ်ဟုတွေးလိုက်မိ။နောက်ဆက်တွေ့ကြလိုက်ရတော့သူကြက်တီးထားသွားသည်။ငါမိတ်ခေကိုရှိပါဝင်းကွာ။မင်းပြေးစရာမင်းမရှိပါဘူး။မင်းတို့လက်နဲ့ချဖို့ငါအမိတ်ပေး။ပြီးတော့ခလန်လက်မှအန်တီအော်ဒန်ထွက်လာသည်။ကျုပ်တို့ကိုမဖြစ်ဘူးဆိုရင်ထွက်ခင်မယ်။မဟုတ်ရင်ကျုပ်ကပြစ်ပြီးထွက်မယ်။အဖေါ်ကအတန်ထွက်လာသည်။ကောင်းပြီထွက်ခဲ့။ အပေါ်ကအသက်ခဏညင်သွားတော့ပိုက်ဟိုတော့တန်တရားဖြစ်လာသည်သူ့လူတွေကိုလှမ်းဟော်သည်မထွက်နဲ့သို့တော်ဘသူမှသူ့စကားနားမထောင်ကြတော့အရှူအရှူထွက်သွားကြတော့သည်နောက်ဆုံးတွင်သူလိုက်သွားတော့ဤကြောက်စိတ်ဝင်လာသည်မဆဆကပယံကိုဖတ်တက်ပြီးရိုင်ဖယ်ထဲမှခြေစံနေထုတ်လိုက်သည်ချွေးရီစီကြပြီးသူ့မျက်စီတွေဝေနေပြီအပေါ်ရောက်တော့ရိုင်ဖယ်ကိုပြစ်ချပြီးလက်မြောက်လိုက်သည်သူ့ရှေ့မှထွက်သွားသောကော့ဆက်တွေအလုံးတနေရာတွင်စုနေကြသည်ကိုရှိပိုင်းကသူ့မြင်းနေရှိတူလာသည်ပိုင်ဟိုတော်နဲ့မြင်းနေချင်းဆိုင်နိုင်ပြီး မင်းစစ်တိုက်လို့မောရသေးဘူးလားမင်းကဒီမှာစစ်ကြောင်းမှုပေါ့ဟုတ်လားတရနေတရာဆူဆူဝါဝါစိုက်ကြည့်နေကြသည်ကိုရှိပွားအမိန်ပေးလိုက်သည်မင်းဝတ်တီချွတ်လိုက်ပိုင်ိုဒရာကဂျက်ကင်အင်ဂျီစချွတ်သည်ဖက်နှက်ချွတ်ပြီးနှင်းခဲပေါ်သို့ပြစ်ချသည်သူ့တကူလုံးဖျားယုတ်လို့ဖြူဖွေးနေပြီမင်းရှက်အင်ဂျီမချွတ်နဲ့တူတူပြောနေရမှာအတန်ကျေလာသည်မြင်မြန်လို့အီဗန်လက်စီကမြေပေါ်မှာဆီမီရှောက်လာသည်အန်ချိတ်ထားရင်မြေရီကြလာသည်ပိုင်ိုဒရာကနှက်ခမ်းကိုတင်းတင်းစီစီခေါ်လိုက်သည်အခုအီဗန် ငါကမတက်ပါနဲ့ကွာမင်းဟာငါကလေးရဲ့ခေါင်းငိုင်အဖြစ်ပါကွာမိခေကသူ့ရင်မတက်တဲ့ကိုပစ္စတိုချိန်ထားပြီလက်တစ်ဖက်ဖြင့်လဝကတိုင်မုံစံလှုပ်ပြီးခလုတ်ကိုဆွဲလိုက်သည်ညနေဆောင်တွင်တတရက်စမှလှုပ်လိုက်သည်ကင်းထောက်ပွဲပြန်ရောက်လာသည်တက်နေ၍တကောင်တမီးမြတ်မတည်ပေပိုင်အော်တာမီလက်ကော့နှင့်အခြားကောဆက်ဆက်ရောက်တို့၏အလောင်းတွေကိုသာတွေ့ခဲ့ကြသည်ဂရီကိုကအလောင်းတွေကိုစဖားပေါ်မှချပီးပီးချင်းအပြင်ထွက်လာခဲ့သည်အမျိုးသမီးများတက်မတက်ချက်မတက်ငိုတန်းတွေကိုမခံနိုင်ရင်းဖြစ်သည် အထူးသဖြင့်ဒါရီယာ၏တဲဥပြက်များပူဆွေးတော့ကရောက်နေပုံကိုမကြည့်ရန်ခရစ်တိုနီယာ၏အိမ်တွင်တညလုံးအချိန်သွမ်းပြုံးဖို့တတိယလိုက်သည်မီယိုနာရင်ထိုင်ပြီးစိလိတလိပြီးတလိတော့ရင်ခရစ်တိုနီယာ၏တောင်စီရေများဟိုးရောက်တီအောင်တောကြောင်တောင်ကြောင်များကိုနှောက်ထောင်နေလိုက်သည်အကိုလုံးသူကြောင့်ခေါင်းနဲ့ဝင်မလာအောင်ကြိုးစားနေခြင်းဖြစ်သည်အတော်ညနဲ့တော့ပြန်လာခဲ့သည် channel တွေနားတွေတို့တွေလှလို့ရရဖြစ်လာကြပြီးအချို့ကချန်စီယိုကိုကိုနဲ့ပို့နေကြသည်ခရစ်တိုနီယာရဲ့ချမ်းဝမှာပန်းနီမီကြီးပေါ်ရင်ငှက်ပြကလေးတကောင်ဟိုကိုင်းကူတီကိုင်းကူနီကြီးကြီးကျယ်ကျယ်လှုပ်နေသည် ဂရီဂိုကစုပ်ပားရီရောက်လာကိုရက်ဆောင်ရင်ငယ်ဘွားအကြောင်းတွေပြန်တွေ့နေသည်ပိုင်ဥတာကကျက်စစ်နေကိုမောင်းရင်ကျက်စစ်တန်းနဲ့တူအောင်အော်ရာပြန်တရီရတော့ဂရီဂိုတယောက်ထည့်ပြုံးနေမိသည်လမ်းထိပ်စီမှာစုပ်ပားရီဝင်လာတဲ့ကြာသည်ကော့ဆက်တယောက်ကနှစ်ဘေးမှလမ်းလျှောက်လိုက်လာသည်နောက်စုပ်ပားနစီရှစ်စစ်နောက်စင်လိုက်ဝင်လာသည်မထင်မဲနဲ့ငယ်ဘွားကိုပြန်ရောက်သောသဖြင့်ပြုံးလိုက်မိပြန်သည်ပြီးမှသူတို့ချံပေါ်ဝဘက်တုတ်ချစ်တင်သွားသည်အမေယူမတဲ့ဖြစ်နေပြီပိုင်ဥတာလောင်းကိုတင်လာသည့်စုပ်ပားစီကိုအမေကရောက်နေနေပြီ စူပါနွေမှာရှောက်လိုက်လာသူမှာအလက်စီရှိမိဖြစ်သည်ညာလက်ဖြင့်မြင်းဆက်ကိုကန်လာပြီးဘေဘက်လက်ပြက်ကြီးနှင့်အုတ်ထုပ်ကိုရင်မှာဖိထား၏စူပါရဒဂရီကိုငုံကြည့်သည်မာဒရှမီအလောင်းကကောက်ရိုခင်းမော်တွင်ပက်လက်မျက်နှာနှင့်အင်ဂျီတွင်သူရီချောင်းနေမင်းစကော့၏အလောင်းကဒုတိယစူပါဝါရင်ပါလာသည်ဥကောင်းကပြက်လွတ်လွတ်ဖြစ်နေပြီးပခုံးတစ်ဖက်ပေါ်သို့တွေ့ကြနေသည်ဂရီကိုကတတိယစူပါကိုနှမ်းကြည့်လိုက်သည်အလောင်းကိုဘသူဘဲဝါမှန်သူမခွဲခြားနိုင်နော်စတုထစူပါ၏မြင်းဆက်ချိုကိုသူ့ချန်နယ်သို့ဆွဲခေါ်သွားသည် အင်းနီနာချင်းကလေးတွေမိမတွေနောက်ကဆုလိုက်လာကြသည်ဟိုမှာငါတို့ချစ်တော်ပိုင်ဟူတော်ပင်တာလီပါလားတယောက်ကဒီလိုတွေပြောလိုက်သည်စတီဗင်ကအောက်ထုတ်မပါဘဲခြံဝင်းတကားပေါ်မှာဝင်လာသည်အလောင်းဝအိမ်ထဲသွင်းမှုပြင်းနေကြတော့အဖွားအီလီနီရှနာထွက်လာတော့အားလုံးကဥညွတ်ပြီးလမ်းဖယ်ပေးကြသည်အမေကြီးကသားအလောင်းကိုစိုက်ကြည့်နေသည် သူ့မျက်နှာတစ်ခုလုံးသွေးမရှိတော့ပင်တာလီမုံကနဘေးမှတွေ့လာသည်ဒါရီယာကအလောင်းပေါ်မှောက်ချလိုက်သည်ပိုင်ဟူတော်ကျမအချင်းထားကြည့်ပါဦးမောင်ရင် ဒရီကိုကစမ်ကြီးရတော့လို့ဝင်သားသည်တော်ပြီဒါရီယာပြောပြီးအတင်းဆွဲသူသည်ပြီးမှအလောင်းကိုဂျိုင်းမှလက်ရှုပ်ပြီးမှသည်စူဖာမောင်းသမားကခြေထောက်မှဝိုင်းမှသည်ဒါရီယာကလေးပတ်ထောက်လိုက်လာပြီးယောက်ျားကြီးလက်ကိုဆွဲနှံ့နေသည်တေးလုံးစိတ်ကြောက်စားပွေရာထိတ်ဆိတ်နေသည်ပန်ရာကိုကျမ်းမြင့်မော်ရင်ချဟာသည်သူကဘောမှနှင်းငယ်တွေနဖေးတို့တစ်ဖြည်းဖြည်းပြောကြနေသည်သွေးနှင်းရောပြီးပျော်ဆင်းလာသည်ရေဒီပန်းအောင်ဖြစ်နေသည်အင်းရှိကပြင်းတွင်ပင်တာလီမွန်ခေါင်းဆက်နေသည် မြို့သမီးတချို့ကတက်မတက်ချက်မတက်ဖြစ်နေသောဒါရီယာနာရင်ဝိုင်းမီချက်မော်နေကြသည်ဂရီကိုကအခုအလောင်းကိုခုံရှိတစ်ခုပေါ်တွင်ထိုင်ပြီးစိုက်ကြည့်နေသည်မျက်နှာကဝါကျဉ်ကျဉ်ဖြစ်နေပြီးလက်သေးတွေပြာနေနေသည်အခုပါဟုတာမရှိတော့ဘူးသူဘရောမှပြန်လာမည်မဟုတ်တော့ဘူးဂရီကိုတူတူလေးပြောလိုက်သည်မင်းမျက်စိရှိမှခုလိုဖြစ်ရတာတဲ့ pressure ဆင့်မြေမြေမှာမင်းကြဆုံးသွားတာကမှပူကောင်းမှန်ပါဟုတာပါဟုတာမျက်ရည်ကြီးကျလာသည်ဂရီကိုထောက်ကုန်မတန်ဝမ်းသာသာသည် တည်တည်ချာချာငုံကြည့်ရမှာသူထင်တယ်လို့မဟုတ်ပေစပင်းကနင်းငယ်ရီပျော်ကြလာခြင်းဖြစ်ကြောင်းတွေ့ရသည်ညနေပိုင်းတွင်အလောင်းကိုရေချိုးပေးပြီးတင်းငနေနေရင်ဝစ်သည်ဝစ်ဆုံသောဝစ်ပေးကြသည်ဒါရီယာကဖန့်ကိုပြန်သည်မနီကပင်သူ့ကိုတီယူဒီယာထိပိုက်သွားသောလက်တွေအီးဆက်နေလိမ့်မည်အခန်းချောင်းကော့ဆက်တပုံတပေါင်းစုဤဘိုချုပ်ကူတီနော့ဖ်ကဂရီဂိုမီလက်ကော့ကိုဗီယင်ရှင်စ်ကကော့ဆက်စေရင်တရင်မှုခန့်ရလိုက်သည်ဗီယင်ရှင်စ်ကဌာနချုပ်ကဂရီဂိုအားလက်ချချဲအိတ်တမျိုးကိုချေမုံးရန်ကာချင်းခရိုင်တို့စစ်ကြောင်းတို့ကိုအပြက်တိုက်ဖို့တာဝန်ပေးလိုက်၏ သူတို့တရင်ထွက်လာပြီးသုံးမဲ့လောင်ရောက်တွင် ရှေ့ပြေးကင်းတက်ဖွဲ့မှသတင်းပြန်ပို့သည်တက်နီ၍ချူကာရင်ဘက်သို့စုံနေပြီဂရီဂိုကသူတို့ကိုအပြည့်ရှင်းမှုတက်ခွဲသုံးခွဲလှုပ်လိုက်သည်ကျန်တက်ဖွဲ့ကနောက်ဘက်မှတန်းတိုက်ဖို့မြင်းနေကိုတုံဆိုင်ပြီးအမြန်ချီသည်တက်နီ၍သူတို့၏ရိတ်ခါနှင့်လက်နက်ခဲယံမိကြောင့်ယထားရဲကိုထားခဲ့ရတော်သည်လေချချဲအိတ်တက်မှချူကာရင်မှအဆုတ်တွင်လက်နက်ချိုးချောင်းရည်တွေသို့ပါသွားသည်ကော့ဆက်တီကသူတို့နောက်ဆက်လိုက်သည်နိုဗိုချာကက်စတီပြန်လည်ခုခံခြင်းမရှိညနေဆောင်တွင်ကာဂျင်ကိုကော့ဆက်တီတင်လှမ်းသည် ရန်သူတပ်အချို့နဲ့လက်နက်တွေဖမ်းမိလိုက်သည်ဆက်ကလေးကိုလန်နဲ့ရိုင်ဖယ်သုံးလန်းအချို့ကမြောက်ဘက်သို့ထွက်ပြေးလွတ်မြောက်သွားကြသည်ဂရီဂိုကတဆိတ်နှစိတ်နဲ့လိုက်ခိုင်းသည်မနက်မိုးလင်းတော့ရန်သူ30ခန်းမိပြီးပြန်ရောက်လာသည်ကုန်းတကြီးတယောက်၏အိမ်တွင်စခန်းချပြီးဂရီဂိုကတရင်ယုံဖွင့်ထားလိုက်သည်အနီးသုံးမန်းတွေကိုခြံဝင်းထဲတွင်ချုပ်ထားလိုက်သည်တဆိတ်မှုတယောက်တရင်လာပို့သည်အားလုံး28ရာဘာဆက်လို့ရမလဲအမေ့ရှိပါခင်ဗျာဂရီဂိုကတဆိတ်မှု၏နှင်းကကိုအင်းကြီးလပင်ကိုဖမ်းဆုပ်လိုက်သည်သူ့မျက်လုံးတွင်အယောင်တစ်ဖြစ်ဖြစ်တောင့်နေသည် နှကမ်းမွေးအောင်မှာနှကမ်းဆုံကပြုံးတယ်။လူငယ်တက်ဆင်မွေးနာနာကပ်ပြီးတူတူပြောလိုက်သည်။ဗီယင်ရှင်းစ်ကဌာနချုပ်ကိုပို့လိုက်။လူများများခေါ်သွား။ဒါပေမဲ့ဟော့ဟုတ်တောင်းနှံကိုမကြော်စေနဲ့။နားလဲရေနော်။သူကလက်ထဲမှာဒုံနေကာချင်းပေါ်မိုးနေသည်တောင်ကုန်းတနေရာကိုညွှန်ပြပြီးစိတ်ထဲမှာကြုံဝလိုက်သည်။အဲ့ဒါငါ့အကိုပိုင်းအောင်တာအတွက်ကျူးဆက်တာကွာ။ဒါဇေယျဥပောက်ပဲရှိနေတယ်။ဗီယင်ရှင်းစ်ကဌာနချုပ်မှဂရီကိုစီတို့အရေးကြီးညွှန်ကြားလာရောက်လာသည်။ရှေ့ဆက်ချီတဲ့ရန်တုံ့မက်များအောင်ကုမျက်ချင်းကိုလုံးဝရှောင်ရှားရန် ကော်မတီဝင်တယောက်ကပို့ကိုရေးလူဝက်စာတစ်စောင်ရေးလာသည်တက်နေသုံးပန်းတွေကိုရရက်ဆက်ဆက်တက်ပြစ်နေရလို့သတင်းတွေရောက်လာတယ်ကွန်မြတ်တဲ့ထဲမှာကွန်မြူနီအမျိုးသမီးရဲဘော်မှတယောက်ပါတယ်လို့ဆိုတယ်အဲဒီအမျိုးသမီးဟာငါတို့အတွက်အပုံကြီးသုံးဝင်နိုင်တယ်ခုလိုလို့တော့ငါတို့အတွက်တိတ်အနေချင်းတက်နေကောင်းနေပြန်လက်စားချင်မှကိုကော့ဆက်ရသားတွေတွေးလန့်နေကြတယ်သုံးပန်းတွေကိုငါတို့စီအရောက်ပြန်မှုပါမင်းလုံးနေပုံကပို့ရှ်ကင်းရဲ့တာရက်စ်ပူပါဝတ္ထုတွေကလို့သုံးပန်းမှန်သမျှအကုန်တက်လုံးနေလုံးဝတည်ရမပေးပါနဲ့ဌာနချုပ်ကိုအရောက်ပို့ပါ တငယ်ကြောင်အောင်မြင်ပါစေကျမ်းမာပါစေနောက်သုံးရက်လုံးဂရီကိုအောင်ပွဲဆက်တိုက်ခံနေသည်ဘူကော့စကီကိုမွန်နိုင်းစစ်စီရင်နေပြင်ဝင်စီသည်ပြီးတော့သူတက်ရင်ခရစ်နိုကတ်ကိုဆက်ချီသည်မိသမျှသုံးမန်းတွေကိုပြစ်မတတ်တော့ဝင်ဗီယင်ရှင်စကာတို့ပို့သည်အနီအားဖြစ်တဲ့တွေရောက်လာသဖြင့်ကော့ဆက်တက်တွေနဲ့ခရစ်ယာဂေါ်ရင်သုံးနိုင်ကြတိုက်ပွဲဖြစ်သည်ပိမိနေမီဆိုသဖြင့်ဂရီကိုကသူတက်တွေကိုပြန်ဆုတ်ခိုင်းခဲ့သည်သို့တော့နောက်တနေ့တွင်အနီတွေကိုအလုံးရင်းနဲ့ဖြတ်တိုက်သည်ကော့ဆက်မြင်းတွေကသူတို့အကြမ်းကျဉ်ဆုံးထားသုံးပြီးအနီကက်ရင်ဆိုင်တိုက်ပွဲဆင်သည် ဂရီဂိုဘာရင်ဒရန်ရကသူ့မြင့်ဆုံးခဲ့ပြီးဘူကော့စကီအထိဆုတ်လာခဲ့ရည်ထို့ညတွင်မိထားသည့်တုံမန်းတယောက်ကိုဂရီဂိုစစ်သည်သူကလည်းကော့ဆက်လူမျိုးဖြင့်သူကလိုလိုချင်းချင်းဖြည်သည်မင်းတို့တက်တည်းအရန်လက်နဲ့နဲ့ကြည်ရန်ဘလောက်ရှိသလဲအဲ့ဒါကျွန်တော်မသိဘူးတနက်ဘယ်နဲ့လက်အပူရှိလဲရှင်းလက်ထက်တော့မနေဘူးမင်းတို့တက်ကဘယ်ကလဲကာမစီကပါမင်းတို့ရောက်ကိုသူတို့လာစီအောင်တော့ယာသားတွေပါပြောလဲသူတို့သဘောထားဘယ်လိုလဲဘယ်သူမှမလိုက်ချင်ဘူး မင်းကဘာလို့ပါသွားလဲဒါကတော့ကျွန်တော်ကကော့ဆက်ကိုတသက်လုံးစစ်တိုက်လာခဲ့ရပဲမအားတက်သေးဝင်မလားခမရို့သဘောပါဒါပေမဲ့ကျွန်တော်စစ်မတိုက်ချင်တော့ဂရီကိုမျက်ခုံးတော်သွားသည်အခန်းထဲမှာထွက်ခဲ့ပြီးအော်လီရဲဘော်ပရိုကိုဆိုက်ကော့ကိုခေါ်ခိုင်းလိုက်သည်ပြီးတော့ brain mouse တင်သွားရက်ပြီးအပြင်းသွင်းငေးနေသည်ပရိုကော်ရောက်လာတော့နောက်လည်းမကြည့်ပဲအမိန်ပေးလိုက်သည်သူ့ကိုစစ်ပြီးပြီးရဲဘော်တွေပြောလိုက်ပန်းချန်တွေကိုအေးအေးဆေးဆေးခေါ်သွားကြလို့နောက်ကိုတက်နီကော့ဆက်တွေကိုငါအဖမ်းချင်တော့ဘူးကွာ